အားလုံးပဲမင်္ဂလာပါခင်ဗျာကိုကြည့် YouTube channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမောင်ညိုမိုင်းတန်လေးရေးသားထားတယ်ပုံပြပန်ပြရေးသိကြည်နေသူငယ်တဲ့အစီဂမ်မီယာဆိုတဲ့စာတန်လေးကိုတင်ဆက်ပေးကြပါရခင်ဗျာအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel လေးကစိတ်ဝင်စားစရာစာလမ်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe လေးတွေလောက်သွားပြီးခဲ့ကြပါအောင်ခင်ဗျာတနေ့တော့ကကျွန်တော်နေ ကိုယူဘက်ပေတော်တို့သည်ပုံပြက်ပံပြက်ရသည်ကြီးလက်တလုံးမိတင်းနေထိုင်ရာတင်ညာတို့ကားဖြင့်ထွက်လာခဲ့ကြပါသည်အခန့်သည်ပင်ပုံပြက်ပံပြက်ရသည်ကြီးကိုတင်ညာကုန်းအတွင်တွင်အီယာမအုတ်ကူကြီးတလုံးပေါ်မှာတွေ့ရပါသည်အုတ်ကူအောက်ခြေမှာအသေး90ရှိဟုရေးထားပါသည်သူသည်သူတို့အနည်းကိုရောက်နေမှမသိသည် ကြီးပရိုက်ကဲ့သို့အရာတစ်ခုကို အာယုံဆိုင်၍ ဖတ်ရှုနေပါတယ်။ပြို့ရသည်ကြီးဟာနင့်မေကလောလန့်လိုက်ပါပြီကွာယသည်ဖြစ်ပြီးတော့လန့်ရသလားဗျာယသည်ကြီးဟာယသည်လည်းလူပဲပြုံးဆိုရင်တစိမှတ်လို့ပေါ့ကျို့တို့ကလူအစ်စ်ပါဗျာတော်စမ်းပါကွာလူကလန်တဲ့ကောင်ရမင်းတို့ကတစိတဲ့ဆိုရဲကွာ ဘာဖြစ်လို့လဲရသည်ကြီးဟာကိုယူပပေးတဲ့ကရသည်ကြီးကိုပြုံးပြုံးကြီးစိုက်ကြီးနဲ့မေးလိုက်ပါတယ်ဟာဘာဖြစ်ရမှာလဲကွာလောကကိုအရွတ်တိုက်ပညာရှင်တွေကိုကန့်လန့်တိုက်အရှက်ခွဲလူဘုံအလဲမှာညနာမပြရင်အောင်ဒုက္ခအမျိုးမျိုးလိုက်ပေးနေလို့ပေါ့ဒုက္ခပေးတာမဟုတ်ပါဘူးရသည်ကြီးဟာသူတေသနာလုံနေတာပါပြောပြပါရောလားကျုပ်တို့ကသိပ္ပံတမားတွေဗျာ လက်တွေ့ကြမှာယုံတာလေတစ်နဲ့နှစ်ပေါင်းရင်သုံးဖြစ်တယ်သုံးနဲ့ကနှစ်နှုံရင်တစ်ကြမယ်ဒီလိုရှင်းနဲ့ရှင်းရမယ်ကိန်းတင်ပေါက်လေဖြည့်ရမယ်အခုရေသိကြီးကကျို့တို့ကိုမျက်လက်ပြစလက်မျိုးမျိုးပြပြီးတော့ဂမေးရပညာကန်းကိုအကျွမ်းမဲ့လက်ခံခြင်းအောင်ညှို့နေတာကိုကျို့တို့ကစနစ်တကျချင်းကလိလနေကြတာပါဗျာတနေ့ကျရင်ရေသိကြီးရဲ့ဂမေးရခေါ်ပြစလက်ပညာရများကိုပုံသင်ပြီးထုတ်ရမယ် ဟိုက်ဒရိုဂျင်နဲ့ဆနဲ့အောက်ဆီဂျင်တဆပေါင်းရင် ရေဖြစ်တယ်ဆိုတဲ့ formula ပုံသင်နည်းလိုပေါ့ကျွန်တော်ကဥပမာဥပင်မရာနဲ့ရေတိကြီးကိုဖိထားလိုက်တော့အခါမှာပုံပြက်ပန်းပြက်ရေတိကြီးသည်တရုံနဲ့ဥကိုတလုံးနဲ့ကောင်းတော့မျက်စိနဲ့စိုက်ကြည့်နေပါလေသူကလို့စိုက်ကြည့်နေစဉ်ဘဲဘဲမျက်လုံးဖြစ်တော့ကြောက်မျက်လုံးသည်မျက်ဝန်းထဲမှာဆက်ကြလက်တကဲ့သို့လက်နေသည်ကိုထူးဆန်းစွာမြင်လိုက်ရတော့ကျွန်တော်နေကိုယူပတ်ပြီးတော့ ကိုဖြုံသွားရလေပါတယ်ပြော့ပါအောင်အခုမင်းတို့ဘာလာရှုပ်ပြန်ပြီလဲရသစ်ကြီးကို လာပိတ်နာပါဗျာငါမအားဘူးကွာဒီမှာကြီးပရဘိုက်တစ်ခုရလို့လိလာနေရတာဘာပရဘိုက်လဲဗျရသစ်ကြီးဟာဆန္နလာစာမြင်ဆွေကြီးမြကြီးတို့နဲ့ကျင်းအောင်လေးကကြီးပရဘိုက်တစ်ခုရခဲ့တယ်ကွာပါဠိတော်ရေးထားတာမို့ တည်တည်ကြာကြာဖတ်နေရနောက်မှဖတ်ပါဗျာအခုအရေးကြီးလို့ပါမင်းတို့ဘာတွေအရေးကြီးပြန်ပြီလဲကျုပ်တို့ဆရာကြီးကရသစ်ကြီးတို့ပြင်ဆင်လက်ပညာကျွမ်းကျင်တဲ့လူမျိုးနဲ့ပညာချင်းဖက်လဲဆွေးနွေးကြည့်နော်ရယ်ဒါဆိုရင်ဒီကိုလာလေကွာဒီမှာကလိုအပ်တဲ့ပစ္စည်းတွေမစုံလင်ဘူးလေဆရာကြီးအိမ်ကြတော့ပစ္စည်းကစုံလင်ဒါကြောင့်ရသစ်ကြီးကိုလာပေးနေတာပါ ကျုပ်တို့ဆရာကြီးကရသစ်ကြီးကို အယန်းကိုတွေ့ချင်နေရဲ့ခင်ဗျာမင်းတို့ရှာရဲ့နာမည်ကဘယ်လိုခေါ်တော့ကွာဦးမေလိနာရဲ့ခင်ဗျာဟေးဦးမေလိနာရှင်နာကသိန်တို့မင်းကောင်များစွာမေးပြီးတော့လူမင်းပြည်တဲ့အကြောင်းမှအရှက်ခွဲဖို့ကြိုးစားခဲ့တဲ့မင်းနိနာမင်းကြီးလာကွာဟေးရှင်ဘီရင်မင်းနိနာမင်းကြီးမဟုတ်ပါဘူးဗျာရင်းတက်တဲ့သူအကြောင်းနဲ့ပေါမောက်ခါကြီးပါပေါ့တည်တည်တော့မဟုတ်ဘူးနော် ကမ္ဘာနိုင်ငံပေါင်းစုံကတက္ကသိုလ်ကြီးတွေမှာဖော်ပြပို့ချခဲ့မှုတွေပညာရှင်ကြီးပြဟေးဒီလိုလားကွာတွေ့ကျင်စင်ရှိရလားရသေးကြီးဟာအေးအခုချက်ချင်းလိုက်မယ်တိန်တော်ပုံပြပန်းပြရသေးကြီးသည်ဖတ်လဲစာကြီးပရဘိုက်ကိုလောရိတ်တဲ့သူထက်လွယ်လိုက်ပြီးတော့ကျွန်တော်တို့နေတူလိုက်ပါလာခဲ့ကြပါရယ်ဆိုင်ဒါကျွန်တော်တို့ပြောနေတဲ့လူထူးဆန်းရသေးကြီးဆိုရတဲ့သူပါပဲခင်ဗျာ တိုက်ခန်းတွေကအဲ့ကန်တော့ဝင်လိုက်တဲ့နေ့ကျွန်တော်ပေါမော့ခကြီးဥမေလေးနာကိုရေးသိကျင်းနေမိတ်ဆက်ပြေးလိုက်တော့ပေါမော့ခကြီးသည်ပုံပြပန်းပြရေးသိကြီးကိုကြည့်ပြီးတော့ပထမအံ့ဩနေပါတယ်ဒုတိယစိတ်ပြတ်တလို့ရှိသွားလေပါတယ်ပေါမော့ခကြီးစိတ်ပြေအံ့ဩချစ်သူကိုကျွန်တော်တို့အပြစ်မဆိုတာပါရေးသိကြီးသည်ခေါင်ယိုကျိုးနေသည်တောက်ချာကိုစောင်းထားပါတယ်မျက်လုံးနှလုံးနဲ့ဘယ်မျက်လုံးကကြောက်မျက်လုံးနှစ်တူပါဖြစ်ပါတယ်နဖိုးအလေကောင်ပါ ကြိုင်နေကြီးပါလိုက်ပါသေးတယ်။နေရွယ်နှစ်ဖက်မှာလေဘဲဘဲနေရွယ်ပြတ်နေပြီးတော့ညာဘက်နေရွယ်ကနှစ်ပေါက်ချင်းကလမများနေရွယ်လိုရှည်လာပြီးတော့တွဲကြနေပါတယ်။ပြီးတော့လက်ကတွူနေပြီးတော့ညာလက်ကရှည်လျားနေပါတယ်။လက်ချောင်းကြီးများကကြောက်စရာကအောင်တုတ်ခိုင်လိုရကလက်ဝါးကြီးကိုထက်လိုက်ထမင်းစားပကံများကကြီးပါလေပါတယ်။ဒါပြင်ညာဘက်ခြေကတွူနေပြီးတော့ဘဲဘက်ခြေတော့ကရှည်နေပြန်ကလူနေမတူဂျိုသားလိုလိုကဘာပေါ်မှာ မပေါ်ဘူးတဲ့တော့တရဝါဆန်းတလို့ဖြစ်နေပြီကျွန်တော်ပေါ်မောခကြီးအံ့ဩနေပါတယ်ရွန်စရာအနံ့တယ်များခေါင်းဟောမှထွက်နေပြီအလုံးကိုစိတ်ပြက်နေပါတယ်မင်းတို့ပြောတာတူလားကွာဟုတ်ကဲ့ပါဆရာကြီးများလူစစ်ပါမယ်နော်လူမဟုတ်ဘူးဟဲ့ကဘာဦးလက်ချံတရဝါတကောင်းကွာဗျာပေါ်မောခကြီးပါဇက်ဟာ၍အံ့ဩတော့ရပြန်ပါတယ်အကြောင်းကအထက်ပါစကားကို ပုံမြက်ပန်းပြက်ရတဲ့ကြီးကအင်္ဂလိပ်လိုပြောလိုက်တော့ကြောင့်မင်းနီဟမ်ခမည်းကအင်္ဂလိပ်လိုပြောတတ်တယ်ဒီမှာပုံမြက်ပန်းပြက်ရတဲ့ကြီးကပေါ်မောက်ခကြီးစာရေးစပွဲပေါ်မှာကင်းဆိုရင် biography အမည်ကြီးအင်္ဂလိပ်လိုရေးထားတော့တရေဘုံစာအုပ်အထူးကြီးကိုကောက်လိုက်ပြီးတော့အဖွင့်အမာစာကိုအင်္ဂလိပ်လိုဖတ်ပြီးမြန်မာလိုပြန်ပြလိုက်တော့အခါမှာကနဦးရောက်ဆက်ကအထင်သိနေတော့ပေါ်မောက်ခကြီးသည်ချက်ချင်းဖြုံသွားပြီးတော့ရတဲ့ကြီးကိုဒန်းတို့ရေတို့လို့ သဘောထားဆက်ဆံရ၍အခြေအနေမှာသဘောပေါက်သွားခဲ့လေပါတယ်။ယသိကြီးခင်ဗျာ။ယသိကြီးရဲ့ပွဲ့မီဘလို့ခေါ်ပါသလဲခင်ဗျာ။မသိဘူးကွာ။ဗျာနာမည်မသိဘူး။ဒါဆိုရင်အသက်ရောကွာ။ကြောက်ကြောက်ရင် ပေါမောခကြီးကယုံပါလား။ပြောပါ။တေဝမင်းပါရမုန်ကခေါဝင်စိတ်ကမှာအရှင်သမားကိုကြည့်ပြီးတော့ဒါပြေဆွဲမိလို့အင်္ဂလိပ်စစ်ဗော်ရီဒီရဲ့တနနဲ့အချင်းခါတော်ကကျုပ်က73နှစ်သား ဗျာဟမ်အဲ့လိုလေဟုတ်ရဲ့လားရသိကြီးอ่ะယုံကျင်ယုံမယုံကျင်နေလေးကွာရသိပဲဥစ္စာမှုသာဝါဒစကားဖះမချိုက်ကိုသုံးပါမလားပေါမောခကြီးอ่ะကျွန်တော်တို့အားလုံးရသိကြီးရဲ့စကားကိုချင့်ချင်နေပါတယ်တေဘောမင်းပေါတော်မူစီ1885ခုနှစ်ဖြစ်ပါတယ်ယခုကျွန်တော်နေရသိကြီးစကားပြောနေတဲ့ချိန်1992ခုနှစ်ဖြစ်ပါတယ်နှစ်ပေါင်း89နှစ်ကြာချပါတယ်ဒါဆိုရင် ရသည်ကြီးရဲ့73နှစ်ကိုထက်ပေါင်းလေရသည်ကြီးရဲ့အသက်သည်တရာနှစ်ရှိနေပြီဟုတ်နေပါမလားအုံတော့မကောင်းရင်ပြောချင်ရာပြောရော်သလားကျွန်တော်အားလုံးတယောက်မြချမ်းတယောက်မျက်နှာတယောက်ကြည့်ပြီးတော့မျက်စာပြည်ပြီးအသာလေးမေးနိုင်ကြပါဟုအထာပြလိုက်ကြပါရင်ထိုင်ပါရသည်ကြီးကျွန်တော်တပြည့်များပြောပြခြင်းရရသည်ကြီးကဂံမီရလို့ခေါ်တဲ့စမ်းကျင်သောပညာရများကိုကျွန်တော်လေးကျွမ်းကျင်နေလို့ကြားပါရင်မာယာပြောရင် ကျုပ်တို့ကဂံမီရပညာရဆိုတာကို လုံးဝလက်မခံသေးပါဘူး။ပညာရတစ်ခုရဲ့သဘောထားအစအလေအစုံခိုင်ခန့်တင်ကြတိကျရပါမယ်။ပုံစံဒီထူထပ်ပြီးတော့အဲ့ဒီပုံစံဒီတိုင်းနောက်လူများလုံနေတဲ့ဖြစ်ကိုဖြစ်ရပါမယ်။အဲ့လိုဖြစ်မလာဘူးဆိုရင်ဒါပညာမဟုတ်ဘူးလက်စားနေတာ။ဒီမှာပေါ်မောခါကြီးဘုရားရဲ့တကောတော့အနန္တကိုလက်ခံပါသလား။စာထဲမှာပဲဖတ်ဖို့ပါရယ်။ကြုံမမြင်ဘူးပါဘူး။ဘုရားဂေါတမရဲ့တကောတော့အနန္တဟာပါမန်ရှင်လူယဟန်မြောက်ပင်အမမီနဲ့တော့ စမ်းကြဲလွန်လာလို့နောက်ဆုံးကံမီးရအံပွဲလို့ပြည့်ညတ်စကလုံးနဲ့ဏိကုံချုပ်ပေးခဲ့ရပါတယ်ဒီလိုပဲဗုဒ္ဓဂေါမရမရဲ့ဓမ္မအတွေးခေါ်အဘိဓမ္မနှစ်သာရများကလည်းတော်ရုံပညာရှင်တို့တွေးဆပွားများဖို့မဖြစ်နိုင်အောင်စမ်းမြအံပွဲများလုံးလို့ကံမီးရစိုးစကားရှိခဲ့ပါတယ်ကျုပ်တို့တက်တဲ့သိတဲ့လောကီကံမီးရဆိုတာဘုရားရှင်ရဲ့လောကုတ္တရာကံမီးရမဟာတကုတော်ကံမီးရနဲ့နိုင်ရှင်မြို့မတော်နဲ့အဝေစီအောက်ဆုံးကမြေကြီးသားတော်ကို ကွာခြားလာပါတယ်။တခါလောကီဂမိယပညာရှင်တော်မြတ်ဖျားမပွင့်ကလေးကတထရဝါရအဖြစ်ကဘာပေါ်မှာစပေါ်ခဲ့တာ။အဲဒီဒဏနာဝါရမှာမိစ္ဆာဒိဋ္ဌိနဲ့တမောဒိဋ္ဌိလိုင်းခေါင်းတာပြီးတော့အောက်ရှင်ဂမိယအလုံးအဆင့်ဂမိယအထက်အဆင့်ဂမိယသုံးမျိုးကွဲပြားသွားခဲ့တယ်။ဒါတွေအားလုံးကိုဘောမခါကြီးတို့သိပ္ပံသမားတွေနားလည်လက်ခံအောင်အသေးစိတ်ရှင်းပြရင်တထိုင်နေနဲ့မရဘူး။ ဥပဒေတာနဲ့လက်တွေကိုအချင်းအတော် ရှင်းပြမှာခမရတို့သဘောပေါက်နားလည်လိမ့်မယ်အဲ့တော့ခမရတို့ကြင်ညာပွားများရမယ်အချင်းဘယ်လောက်ကြာမလဲဒါပြောလို့မရဘူးခမရတို့ရဲ့တမာရီအားစာရဏအားပါရမီရထားတဲ့အပေါ်မှာမူတည်ပြီးတော့အချင်းတို့ကာလတွင်ဒီပညာရရဲ့တိတ်ထိအကျိုးကိုသိရှိနားလည်အောင်ချခွင့်ရချင်လည်းရသွားနိုင်တာပဲအဲ့ဒါတွင်အားနေနေလမ်းကြောင်းမိုင်းတော့ယူးချင်းယူးသွားဒါမှမဟုတ်အခက်မသိရင် အဲတေးတဲ့နေရာကိုတန်းရောက်သွားမှာပဲဖျားကျုပ်မယုံသေးဘူးမျက်မြင်ကိုရိမာယုံနေတယ်ဒါဆိုရင်နမူနာနည်းနည်းပြရင်လက်ခံမလားပြပါယုံစရာကောင်းရင်လက်ခံပါမေးတေးမရသေးကြီးကတန်းအခံတွင်တော့မျက်စိဝေးရကြည့်လိုက်ပြီးတော့ပမောခာကြီးဒီလျက်စစ်မီနိုကဘာကြောင့်မီးလင်းရလဲဒါလားလျက်စစ်မှာအဖိုးထားတဲ့အမှတ်တပ်ဆိုတာရှိပါတယ်အဲ့ဒီကခုလက်ထပ်ပြီးတော့အပူနဲ့အလင်းဆွမ်းရင်ဖြစ်လာတာပါ ဒါကခလုတ်နှိပ်မှလင်းတာပိတ်တာလားဒါပေါ့ဟိုဟိုခလုတ်ဖြူလေးကိုနှိပ်ချတာလို့အလက်စင်မီလင်းနေတာအဲ့ဒီခလုတ်ကိုပြန်ပစ်လိုက်ရင်လက်ရစင်မီမိတ်သွားရောအဲ့ဒီခလုတ်ကိုမပိတ်မပိတ်မနဲ့လက်ရစင်မီငိမ့်သွားမိတ်သွားရင်ဘောမောခါကြီးလုံနိုင်သလားရတိကြီးပြောတယ်လို့မျိုးကိုလက်ရစင်မီဆက်ပြီးတော့တီထွင်းခဲ့တဲ့တရားစီ CIA အဲ့ဒီစင်တော့မလုံနိုင်ပါဘူးဟုတ်လားကဲဒါဆိုရင်ကြည့်နေပြကြည့်နေပြအခုလင်းနေတဲ့မီလုံကို ြုတ်ချက်ချင်းငင်းသွားအောင်လုပ်မယ်။လေမထွားစမ်းပါလေရေတီကြီးရေ။ဒါဆိုရင်ကြည့်ဗျာ။ဒီမှာပဲပုံပြပြပြရေတီကြီးဒီကျွန်တော်တို့ဥကောက်အထက်မှာတွဲလောင်းလင်းနေသည့်40ဝါမီလုံကိုအတန်ကြာဆက်ကြည့်ပြီးတော့လက်ညှိုးထိုးပြီးပါဇက်မှာတိုးတိုးလေးစကားကိုပြောလိုက်တော့အခါမှာလက်စီမီလုံဒီဖြက်ခနဲ့မိတ်ရဲသွားလေပါတယ်။ဟမ်အလိုမြင်ပြီလားပေါ်မောခါကြီး။မယုံရင်ခမည်းခလုတ်ကိုသွားပြီးတော့စမ်းကြည့်ပါ။ပေါ်မောခါကြီးဒီ မိခလုတ်ကိုဖွင့်လိုက်ပြေးလိုက်ကစားကြည့်ပါလေလျက်စီမီလုံးဝမလားတော့နေမိလို့အသိလဲလဲပါလေလျက်စီမီပြန်လာပါလေစောစောကမိလို့ဘာဖြစ်သွားလို့လဲကျွမ်းသွားလို့ပါ ဟုတ်ရဲ့လားမကျွမ်းသေးပါဘူးပြန်တက်ကြည့်စမ်းပါပမော့ခါကြီးကမိလုံးအသိကိုပြန်ဖြုတ်၍ကျွမ်းသွားသည်မိလုံးကိုပြန်တက်ကြည့်ပါလေ၎င်းတော့မိခလုတ်ကိုနှိတ်ချလိုက်ပါလေလျက်စီမီလုံးဝမလင်းတော့ကျွမ်းနေပြီဗျာခင်ဗျအလုရှော့မလုဆမ်းပါနဲ့ ကျင်းနေလားပေါမောခါကြီးကျင်းနေပါလေဒါဆိုရင်ပေါမောခါကြီးခဏထိုင်နေပါကျုပ်မီးလင်အောင်ပြန်လုပ်ပေးပါမယ်မဖြစ်နေတာဗျာဖြစ်ပါလေအတိတ်ပဲမရှိကြမလုပ်ပါနဲ့ရေသိကြီးဟာဒါဆိုရင်ကြည်နေကြကွာတကောင်းအောင်ရေသိကြီးဒီမတက်ရလိုက်ပြီးတော့ရှည်လျားလာတော့သူ့လက်ကြီးနီကျွန်းနေတဲ့မီးလုံကိုကိုင်ပြီးတော့လွတ်လိုက်တော့အခါမှာဟမ်ဟမ်ကျွန်းနေဒီလေးစိကွာမိတီမအလင်းအောင်ဒီ ထိန်လွင့်ရဲ့သွားသည်ကိုကျွန်တော်တို့အားလုံးမြင်လိုက်ရသောအခါမှာပေါမောခကြီးသည် ထူးဆန်းသောပုံပြပပြသိကြီးကိုကြည့်ပြီးတော့ပါဇက်အဟောင်းသာဖြည့်၍သွားကလေးပါရယ်ပေါမောခကြီးစဉ်းစားလို့မရဖြစ်နေပါရယ်ကြောနေသည်မီးလုံးတန်းဤအလေးမဲ့မီးလုံးကိုပုံပြပပြရဲ့သိကြီးသည်မျက်စိရှိမောင်ခလုတ်မနှိပ်ပါဘဲနဲ့မောင်ရောင်လင်းအောင်ရှင်းရှင်းလေးကိုလှုပ်ပြသွားပါရယ်ဒီရသိကြီးသည်လက်စစ်တလဲဆွမ်းအားရှင်များဖြစ်လျော်သလားရှင်းသိကြီး တခမဘယ်လိုလုပ်လဲတာလဲကိုင်အောင်လေးကိုင်နာပဲလေအင်းတော်ပါပြီရဲ့ဗျာတော်ရင်လက်ဆွဲနှုတ်ဆွဲဂုံပြူလေကွာဒါကအဲနိုင်ငံတကာရဲ့ထုံးစံဥစားဒီမှာပါပေါမခကြီးကထားရပြီးတော့ပုံမြင့်မမေရတိကြီးကိုလက်ကိုဆွဲ Congratulations ရတိကြီးဟာအာပါစမခမရအတွက်ဂုံယူဝမ်းမြောက်ပါတယ်ဟုပြောရင်းလက်ဆွဲနှုတ်ဆက်တဲ့အခါမှာကျွန်တော်တို့ရဲ့ပေါမခကြီးဒီ လက်ကိုစုပ်ထိုင်းမှာအလန့်နေကြအော်ပြီးတော့ဖြိုးခနဲ့လက်ကိုခါကြကကြောက်လန့်နေကြနောက်ကိုစုပ်လိုက်လေပါတယ်။ဘာဖြစ်လို့လဲပေါမောခါကြီး။ဟိုဦးထထလိုက်လို့ဟေးမဖြစ်နဲ့နော်ပေါမောခါကြီး။လူလူချင်းလက်ဆွဲနှုတ်ဆုံနေမြတက်လိုက်တယ်ဆိုတော့ဖြစ်နိုင်ပါမလားဗျာ။ရှိုင်းဘလို့ဖြစ်လို့လဲ။လျှက်စင်တက်လိုက်တယ်လို့ကျင်သွားလို့မောင်ကြီးရ။ဟုတ်ရလားဆရာကြီး။ဟုတ်တယ်။ဒီမှာရသိကြီးက ကျွန်တော် နေကိုယူဘပေးတာဘက်ကိုလက်ကြည့်ပြီးတော့ကဲလူကလန်တော့မောင်တော့မောင်တော့ပေါ်မောခါကြီးကကြွက်ကိုလက်စစ်လူသားလုံးမှတ်ပြီးတော့နာမည်ပြည့်အောင်လုံမလုံနဲ့တွေ့ပါတယ်ကဲကိုရင်တော့နဲ့ကျုပ်လက်ဆွဲပြီးတော့နှုတ်ဆက်ကြည့်အောင်ဗျာသူနေကျွန်တော်နေကိုယူဘပေးတော့သည်ပေါ်မောခါကြီးပြောတင်တိုင်းရတိကြီးကိုမှလက်စစ်တက်လိုက်မလားကျင်မကျင်သိလို့ပြီအတီတီလက်ဆွဲနှုတ်ဆက်လက်တော့အခါမှာဘယ်နဲ့လဲကိုလူတို့ဘာမှမဖြစ်ပါဘူးဗျာ မောင်တို့ရဲ့သိပ္ပံများရှင်ပေါမောခကြီးငါနဲ့တွေ့မှယူကျင်တယ်လို့ဖြစ်သွားပြီနဲ့တူပါရဲ့ကွာပေါမောခကြီးဒီကျွန်တော်တို့ကိုကြည့်ပြီးမေးဆက်ပြပါတယ်ကျွန်တော်တို့နှုတ်ကဘာထက်မြတ်မလိုက်ပါဟုပြောလိုက်တော့အခါမှာပေါမောခကြီးကဥကောင်းကိုပင်ညာရမ်းခါပြီးတော့အလုံးစိတ်ဧည့်သွားလေပါတယ်ကဲအချိန်မရှိလို့ပြန်လိုက်အောင်မင်းနောက်ကိုဒီကျထူစံအော့အော်ပေါကောင်နဲ့ပြက်ခွက်လေးများပြတ်လို့ရအောင်ပေါမောခကြီး ဦးမိန်နေနာကစီစဉ်ထားပါဗျာနှုတ်မော်ရင်ခလေးကစားတယ်လို့ပဲပြတာပြင်းစရာကောင်းတယ်ဗျာကဲကဲကျုပ်တို့ရင်းနှီးချက်တစ်ပကံအဲဝပြုတ်ကြပါဗျာဒီမှာကျွန်တော်ကတပူးကိုဖုန်ရင်ရင်းနှီးချက်ပကံတစ်ပကံကိုငှက်ပြီးတော့ပေးလိုက်ပါတယ်ရင်းနှီးချက်သည်လက်ဖက်ကြောင့်အကောင်းစားခတ်ထားပြီးရေးပြီးတော့မွေးနေကအငွေတထောင်းထောင်းထားနေလေပါတယ်ဟာမောင်းကြိုင်တက္ကကြီးဟာမင်းတို့ယူနေချင်းကြီးကလည်းလက်ဖက်ချောင်းလည်းမခပူလည်းမပူ ရေလိုကြည့်ပြီးတော့အေးလိုပါလားကွာဘာဗျာဘလို့ရင်းနှီးချက်ကအယောင်စင်းမရှိဘဲနဲ့ရေလိုအေးဆယ်လို့ပြောနေတာကွာဒီမားရေတကြီးခမရကျုပ်တို့ကိုပြောင်ချောချောရွှေနှောင်းနဲ့မရှိပါနဲ့ဗျာဒါကျုပ်ဆရာကြီးတောက်နေတဲ့လက်ဖက်ချအကောင်စားခတ်ထားတဲ့ရင်တွေဒီမားကြီးအယောင်ကိုရဲပြီးတော့မွေးနေတာအငွေတထောင်းထောင်းထားနေတာကျွန်တော်အလွန်ဒေါပွားသွားပါတယ်ရင်းနှီးချက်ရေရေပူပူကိုရေအေးနေဟုပြောနေပါတယ် ဘလို့လူရွက်ရေတိကြီးနေမသိအေးလေဒါဆိုလဲမင်းတို့တက်ခင်းနဲ့အေးစက်တဲ့ရေကိုပဲငါကရင်နှင်းချက်အမနဲ့ဖုံးပေးရတာပေါ့ကွာတုတ်ကလို့ပြောပြီးတော့ရင်နှင်းချက်ပကံကိုမော့ပြီးတောက်ချလိုက်ပြီနော်ဟေ့ကောမောင်းကြိုင်ယူပပီရနဲ့ပေါင်ဝခါရှိတို့ရဲ့အမင်းတို့ငါကိုရင်နှင်းတက်တာမဟုတ်ဘူးရေတက်ခေတာငါပြောတာမယုံရင်ငါပြန်သွားလို့ချမ်းပြင်းရောက်ရင်မင်းတို့ဟော်ဒီတက်ဖို့ကိုပြန်ဖွင့်ခဲ့ပြီးတော့မင်းတို့တောက်ကြည့်ပုံပြက်ပမေ့ရေတကြည့်သည် တော်ကလို့ဒေါ်ပပွားနေပြောရင်ကတပူကိုသူ့လက်တန်ရှင်လက်ဝါးချင်းနဲ့အုပ်ထိပ်လိုက်ပြီးတော့အခန်းထဲမှာထွက်ကလေးထွက်ကလေးနဲ့ထွက်သွားလေပါရယ်ကျွန်တော်တို့အုံးလေးဥကြကြောင်ရေတိကြီးအเจ้าကိုဝေဖန်ဆွေးနွေးပြီးတော့ကြံ့ရင့်ကြပါရယ်လျက်စင်မီလို့နေဆက်လင်းပြီးတော့ပညာပြတ်သွားသူကိုရွှေနှင်းကြပါရယ်ပမောခကြီးကလည်းရေတိကြီးနဲ့အသားချင်းထီလက်ဆွဲနှုတ်ဆရာမှာလက်စင်တက်လိုက်တယ်လို့ခံစားရပုံကိုဆွေးနွေးပါရယ်ကျွန်တော်တို့အုံးကလည်းမဟုတ်ပါကြောင် ပြန်လည်ညင်းကုန်ဆွေးနွေးကြပါတယ်။သို့နည်းညင်းကုန်ဆွေးနွေးနေပါဇများ၆ပြည်မောလာကြသဖြင့်ရင်ွေးချမ်းတပူးကိုဖွင့်ပြီးတော့ပကံသုံးလုံးနဲ့တော့ရင်ွေးချမ်းကိုငှက်ထက်လိုက်တော့အခါမှာဟဲ့ဟမ်ကျွန်တော်တို့သိပ္ပံသမားသုံးဦးမျက်လုံးများပြူ၍တွန်စွာအံ့ဩသွားကြရလေပါတယ်။ဘာကြောင့်ကျွန်တော်တို့အံ့ဩရပါသနည်းဟုမူကျွန်တော်ငှက်ချလိုက်တဲ့တပူးထဲမှာရင်ွေးချမ်းများသည်အယောင်အဆင်းအနံ့ရတာနဲ့ပြည့်စုံသောရင်ွေးချမ်းစစ်စစ်မဟုတ်တော့ပဲနဲ့ ကြည်နေပြီးတော့အေးစင်နေတော့ရေစိဖြစ်နေတော့ကြောင့်မေးနေဟုတ်ကဲ့ပါဆက်လန်လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစိုးရနေတော်ရဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာကြံလဲဆုံတွေ့ကြပါမယ်ခင်ဗျာ